ော့ကြောင်ရုပ်ကလေးတွေနဲ့အဲ့တော့သူကနေပြီးတော့တာကြီးကိုဘာလုပ်လဲဆိုလို့ရှိရင်အာဒီသားမိလေးကိုတဲ့မှတ်မိကြသေးလားဆိုတော့ MC ရဲ့ဗီဒီယိုဖိုင်နဲ့အဲဘယ်နေ့ဘယ်နေ့မှာသူကအင်တာဗျူးထားတယ်ဆိုပြီးတော့ပြောတယ်ပြောတဲ့အခါကျတော့အဲ့ဒီမှာဒေါ်လာ150တဲ့လူထားတယ်လူထားတဲ့ဟာကိုအဲ့ကလေးမလေးတွေကတောသူတောင်သားတွေမဟုတ်လို့တဲ့သူတို့ကတဲ့မတောင်းရဲဘူးတဲ့အလူရှင်တွေလည်းမရှိရဲ့ခါမှာတဲ့အဲ့တော့ ။ "तू ကလည်းမပေးဘူး"တဲ့ကျွန်တော်ဒီမှာလာတောင်းနေတယ်တဲ့။ဆိုပြောရော။ "तू ရောအဲ့ဒီကောင်မလေးရောတာကြီးရောကိုချနေပြီးတော့တာကြီးကိုလည်းနာမည်ဖြတ်ချင်တယ်။အဲ့လိုငွေညှစ်ချင်တဲ့သဘောလားမသိဘူးပေါ့နော်။အမှန်တမ်းပြောတာကြီးစီမှာဒေါ်လာ105ဒေါ်လာလည်းဘူးမှမလှူဘူး။စသတိချင်းမှတော့ဒေါ်တာလည်းအရန်ထွက်တယ်ဒီကိစ္စကိုတဆုံး ဟုတ်တယ်လေနာမည်အနုပညာရှင်ပွဲနောက်ပြီးတော့တာကြီးကဒီ case မှန်မှန်ကန်ကန်ပုတ်ပွင့်လင်းလင်းမြင်သာထင်သာအားလုံးကိုလိုက်လွင့်လှူပေးရလေအဲ့လိုမျိုးဆိုတဲ့အတွက်ဒီလိုမျိုးနာမည်ဖြတ်ခံရတာပါဒါပေမဲ့ပြန်တွေးကြည့်တဲ့အခါကျတော့ငါမှန်တာလို့ပထမမရှင်းဘူးလို့ဒီ online ကနာမည်ဖြတ်ရင်ဒါတွေကပြီးပျောက်တော့အခုဆိုပဲအဲ့ဒီအကောင်မရှိတော့